မင်္ဂလာပါရှင်ဒစ်ဆလီဘီနူရဲ့အောက်တိုဘာလ16ရက်နေ့ည8နာရီတိနောက်ဆုံးရအမှုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ CK ဆိုဗီယာက MGI မှာ top 5ဝင်မဲ့အဆင့်မရှိကြောင်းဒေပြောလာတဲ့အလာမဲမီမီတို့ရဲ့သတင်းနေစဉ်တိုင်းလူပေါင်းရာနဲ့ချီကိုထူးထူးခြားခြားလူတန်းပေးလာတဲ့ဆရာတော်ပြားတီရဲ့သတင်းကဘာမြေချက်လွန်ရွှေလျားမှုနဲ့မြန်မာနိုင်ငံကလူတွေသတိထားရအောင်မဲ့ငလင်းအန်နေရဲ့သတင်းပါဝင်မင်းဝင်ရန်ကိုထာဝရမိလိုက်ပြီဖြစ်ကာနှိဝင်နဲ့ပတ်သက်တဲ့သတင်းကိုဘယ်တော့မှမဆိုဘူးလို့ပြက်သားစွာပြောလာတဲ့ ဝိုင်းစုခိုင်တဲ့ရဲ့တရင်တို့ကိုရှုစားရမှာဖြစ်ပါတယ်ရှင်။ JK Sophia က MGI မှာ top 5ဝင်မဲ့အဆင့်ရှိကြောင်းတဲ့ပြောလာတဲ့အလှမဲ့မိမာမင်္ဂလာပါရှင် Miss Grand International ပြိုင်ပွဲကြီးရဲ့ final ညနီးကပ်လာတဲ့များမြန်မာနိုင်ငံလုံးရဲ့မျော်လင့်ချက်တွေအားပေးမှုတွေဟာကျမတို့မြန်မာကိုစားပြုအလှမဲ့ကချင်တလေ JK Sophia ပေါ်မှာ စုပုံရောက်ရှိနေတဲ့အချိန်ဖြစ်ပါတယ်ရှင်ဆိုရှယ်မီဒီယာကိုဖွင့်လိုက်တာနဲ့ JK Sophia ရဲ့ပုံရိပ်တွေသူရဲ့စူးစမ်းအားထုတ်မှုတွေနဲ့ပရိသတ်တွေရဲ့အားပေးတဲ့စကားသံတွေကလွှမ်းမှုနေပါတယ်ဒါပေမဲ့ဒီလိုမျောလင်းချက်တွေအမြင့်ဆုံးဖြစ်နေချိန်မှာပဲအားလုံးကိုအားအသင့်စွာစေမယ့်သုံးသပ်ချက်တစ်ခုထပ်ပေါ်လာခဲ့ပါတယ်ရှင်အဲ့ဒါကတော့ခြားသူမဟုတ်ဘဲ Miss Grand မြန်မာ2022 Senior အလှမယ်ဟာမိမိအီအောင်ထွန်းက JK Sophia ဟာ top 5ဝင်နိုင်မှာမဟုတ်ဘူးလို့ပြပြတသားခံမှန်းလိုက်တာပဲဖြစ်ပါတယ် ပရိသတ်တွေကတော့ JK Sophia ကိုမျှော်လင့်ထားကြတာပါ။ JK Sophia ရုပ်ရင်ယူပကပြည့်စုံတဲ့ဘကပဲနဲ့ဘာသာစကားမျိုးစုံကိုကျွမ်းကျင်စွာပြောဆိုနိုင်မှုစင်ပေါ်မှာသူရဲ့ထက်မြက်တဲ့ performance တွေနဲ့အတူအလားမတူတယောက်မှရှိသင့်တဲ့အရေးချင်းအလုံးကိုပိုင်ဆိုင်ထားသူပါ။သူဖြစ်တော့ MJ ရဲ့ဥက္ကဋ္ဌကြီး Mr. Nawak ကိုတော့မှစကားတစ်ခွန်းနဲ့တုံ့ပြန်ချိပနိုင်ခဲ့တဲ့သူမရဲ့တတိနဲ့ညံညံသွေးတွေကပရိသတ်တွေကိုအကြီးအကျယ်ဆွဲဆောင်နိုင်ပါတယ်။ဒါပြင်လက်ရှိပြိုင်ပွဲမှာလည်း National Costume ပြိုင်ပွဲမှာ Top 20 Country of the Year top 4အဆင့်ထိကိုရောက်ရှိနေရကြောင်းမြန်မာပရိသတ်တွေက JK Sophia ဟာအနည်းဆုံးတော့ top 5ဒါမှမဟုတ်တယ်လီဖုန်းနဲ့တောင်ထိုက်တန်တယ်လို့တခဲနဲ့ကိုထင်ကြီးပေးနေပါတယ်ဒီလိုအချိန်ဒီမှာသူမရဲ့စီနီယာဖြစ်သူအလှမဲ့မိမိကသူရဲ့လူမှုကွန်ရက်ကနေ post တင်ပြီးတော့သုံးသက်ချက်ပေးခဲ့ရမှာတော့ပရိသတ်တွေရဲ့မျှော်လင့်ချက်နဲ့တက်တက်ဆင်အောင်လွဲသွားခဲ့ပါတယ်ရှင်မိမိက JK Sophia ကိုအကောင်းဆုံးအားပေးမှာဖြစ်ပေမဲ့ top 5နေရာတွေတက်တော့မျှော်လင့်ချက်မထားဘူးလို့ဆိုခဲ့ပါတယ်သူမရဲ့ပုံကိုရင်အမြင်ရတော့ဒီနေ့ရဲ့ top 5နေရာကိုရောက်နိုင်မဲ့သူတွေကတော့ ကွာဒီမာလာဖိလစ်ပိုင်ထိုင်းဗင်နီဇွဲလားနဲ့ဂါနာနိုင်ငံကအလှမယ်ဖြစ်ပါလိမ့်မယ်လို့တနိုင်ငံချင်းစီကိုတိတိကျကျထုတ်ဖော်ပြောကြားခဲ့ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အမြင်ကွဲလွဲမှုတစ်ခုဖြစ်လာပါတယ်တစ်ဖက်မှာတော့နိုင်ငံအတွက်အကောင်းဆုံးကြိုးစားပေးနေတဲ့ကိုယ်နိုင်ငံကိုစားပြုအလှမယ်ကိုမျက်စိစုံပေးပြီးတော့အားပေးနေတဲ့ပရိသတ်တွေရဲ့အချစ်နဲ့မျှော်လင့်ချက်နောက်တစ်ဖက်မှာတော့ဒီပြိုင်ပွဲအတွေ့အကြုံရှိသူဇီနီယာတယောက်ရဲ့ professional အမြင်နဲ့သုံးသပ်ချက်ပါပဲမိမိရဲ့သုံးသပ်ချက်က JK Sophia ကိုအထင်သေးလို့ပြောတာမျိုးမဟုတ်ဘဲ နိုင်ငံတကာပြိုင်ပွဲရဲ့အတွေ့အကြုံအရအခြားနိုင်ငံတွေရဲ့ပြင်ဆင်မှုအလားမယ်တဲ့အရင်ချင်းတွေကိုခြုံငုံသုံးသပ်ပြီးတော့ပြောကြားခဲ့တာဖြစ်နိုင်တယ်လို့တချို့ကဆိုခဲ့ကြတယ်။ဒါပေမဲ့ပြည်သူများစွာကတော့ကိုယ့်နိုင်ငံညီမလေးကိုအားပေးစကားမပြောဘဲဒီလိုပြိုင်ပွဲကာလအတွင်းမှာ top 5မဝင်နိုင်ဘူးလို့ပြောလိုက်တာမသင့်တော်ဘူးလို့ဝေဖန်နေကြတယ်လည်းရှိပါရဲ့ရှင်။ဘလို့ပဲဖြစ်ဖြစ်နောက်ဆုံးဖြတ်ကတော့ final ညရဲ့စင်ပေါ်မှာရှိနေပါပါ။အလားမယ်တယောက်ရဲ့ကံညာဝရိယနဲ့အဲ့ဒီနေ့ရဲ့ performance ကသာအဓိကကျမှာဖြစ်ပါတယ်။မိမိရဲ့ခံမှန်းချက်ကမှန်သွားမလား။ဒါမှမဟုတ် JK Sophia တယောက်က ပရိသတ်တွေရဲ့မျောလင်းချက်တိုင်းအားလုံးရဲ့ခံမှန်းချက်တွေကိုကြုံလာပြီးတမိုင်းတဲ့တစ်ခုကိုရေးထိုးနိုင်မလားဆိုတာရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရမှာပါပဲပရိသတ်တို့ရဲ့အမြင်မှရောမိမိရဲ့ခံမှန်းချက်ကမှန်နိုင်မယ်ထင်ပါသလားဒါမှမဟုတ်သူဟာကျမတို့ရဲ့ကချင်သူလေး JK Sophia ရဲ့အရေးချင်းတွေကိုရှော့တွက်လိုက်မိတာများလားကိုရိုင်းသာဒိုင်းတယောက်ဆိုရင်ဘယ်နိုင်ငံတွေကို top 5ဖြစ်နေရွေးချယ်မလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးသွားကြပါအောင်ရှင် ရှာနေကြည့်တဲ့အစီအပြီသူတွေကိုနေစင်တိုင်းမှာသမင်းနဲ့ရင်လူတန်းပေးနေတဲ့လီစာဆရာဆရာတော်ချင်းကျမတို့ရဲ့ The Celebrity New Channel လေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရီလူပေါင်းရာနေကြီးကိုနေစင်တိုင်းကျင်းမွေးလူတန်းနိုင်ဖို့ဟာအင်မတန်ခဲနာလေးဖြစ်ပါရီလူများစုကတော့ခေကာလာချင်းတွေရဝမ်ဝမ်ရုံတမေစားတော်ရင်တဲ့တူနေစင်တိုင်းဖြတ်သန်းနေကြရတယ်လို့ဆိုနိုင်ပါရီဒါကြောင့်လည်းဆုံးရှိလာတိုင်းသမင်းနဲ့ရင်လူတန်းနိုင်ရမယ်ဆိုတဲ့ချက်ကိုဆရာတော်တစ်ပါးအနေနဲ့ကောင်းတဲ့ပေါ်လာကြတာဖြစ်ပါရီဆရာတော်ရအပြည့်ကင်းတဲ့စွန့်တဲ့အတွက် နေ့စဉ်တိုင်းစုံခံကြွားချီရတာလည်းဖြစ်ပါရင်အာရတာရဟန်းရှင်တို့ပြည်သူတွေရဲ့တဏှိတာတွေရေးပါရရလို့ဆိုအားမှာဖြစ်ပါရင်ဒုရမ်းမှုကြောင့်တန်ဃာတော်တွေအနေနဲ့အဆင်ပြေပေမဲ့လည်းတဏှိတာငတ်မမှုကြောင့်အဆင်မပြေသူတွေဟာဒုညတွေလည်းဖြစ်ပါရင်ဒါကြောင့်လည်းလူရန်သူရဲ့လက်တစုံကြောင့်စုံဖုံးပြရတဲ့အခါပြန်လည်ကစွန့်ကျင်လူရန်ပေးနိုင်ရမယ်လို့တန်ဋိဌန်ချလာခဲ့တာဖြစ်ပါရင်တရတော်ကြောင့်တရားလက်ရှိမှာတော့လူပေါင်းရာချီကိုကျွေးမွေးလူရန်ပေးလာနိုင်ခဲ့ပြီဖြစ်ပါရင်ကနေဦးစားမှာတော့ပိုရှန်နဲ့ စွန်းလေးတွေနဲ့အတူစွန့်ကျဲမှုတွေကိုပြုလုပ်ပေးကြတာပါ။ကျောင်းရှိရနေဖြတ်တန်းသူတွေရဲ့အဆင်ပြေတဲ့သူတွေကိုလိုက်လံဝင်ကပေးကြတာလည်းဖြစ်ပါရည်။ဒါကြောင့်လည်းမြန်မာနေတဲ့ကုန်စည်တွေထဲမှာထမင်းတနဲ့ဟာပူပင်စရာမရှိရတော့တာလည်းဖြစ်ပါရည်။နေစဉ်တိုင်း၄၅၀ဦးကနေစတင်ကရှာနေချီများပြတဲ့အထိနောက်ပိုင်းတွေမှာတော့သူရန်ပေးကန်းလာနိုင်ခဲ့ပါရည်။ဘလုံးကောက်သူတွေကနေစတင်ကအဆင်ပြေတဲ့သူတွေတိုင်းအတွက်တော့တည့်ရတော်ကျောင်းလေးဟာနှစ်ပြည့်တည်းများဖြစ်လာခဲ့ရပါရည်။နေတော့တာရီမဟုတ်ပေမဲ့လေ မြတ်တာစေနာတွေတွင်အစီအမပြေမှုတွေကိုပါပြင်လဲစေခဲ့ရတာဖြစ်ပါသည်။ဒါကြောင့်လည်းမြည်ရသူပေါင်းကပါအချိန်ချင်းသာရုခေါ်လာခဲ့ရတာဖြစ်ပါသည်။နောက်ပိုင်းမှာတော့အစီအမပြေသူတွေများပြားလာတဲ့ပြင်လာရောက်သူတွေကပါများပြားလာခဲ့တာပါ။ဒါကြောင့်လည်းစုံပေါ်ရီနေနဲ့မလောင်းငါတော့တာလေးဖြစ်ပါသည်။ဆရာတော်ပြားကြီးကတော့စုံခံလို့ရလာတဲ့အရာတွေကနေတစင်းနေ့စဉ်တိုင်းလူတန်းပေးခဲ့တာဖြစ်ပါသည်။ဒါကြောင့်လည်းလူရှင်များစုကပါဆရာတော်ကြီးရဲ့အလူလေးပေါ်ပူပေါင်းလာခဲ့ကြတာဖြစ်ပါသည်။အလူရှင်တွေများပြားတဲ့အချိန်မှာတော့အသာဟင်းတွေပြင် လူအများပြောက်ကိုပါပေးကဲနိုင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့လူရန်သူတွေရှားပါတဲ့အခါခက်ထွေးမှုတွေဟာကျုံရစမဲလို့ဆိုရမှာပါ။ဒါကြောင့်လည်းတီးဆုံရင်တစ်ခွက်အနည်းဆုံးရရှိလာဖို့အတွက်ဆရာတော်ကြီးနေနဲ့စွန့်စဲလူတန်းလာကြတာဖြစ်ပါတယ်။လူများစုနေနဲ့အဆင်ပြေမှုတွေကျုံလာရတဲ့အခါရှက်လေးကူကိုစွန့်လွတ်တက်ကြတာဖြစ်ပါတယ်။ကြိုက်မရှက်၊ငိုင်းမရှက်၊မြူမရှက်၊ယူမရှက်ဆိုတဲ့အတိုင်းအောင်ရင်မှုတွေပါမလို့ရှင်တော်တာပါ။ဒါကြောင့်လည်းတရတော်ကျောင်းလေးရဲ့အာဟာရတန်တာလေးဟာ လေးစားစရာတွေပါဖြစ်လာကြတာဖြစ်ပါရီကိုတွင်ပိုရှန်ပေးမဲ့လဲဆင်ပြေသူတွေအတွက်တော့လွယ်ချက်တစ်ခုဖြစ်နေကြပါရီဒါကြောင့်လည်းနည်းနည်းချီကြမြင့်လာတဲ့ဒီစေတနာပြတ်သားစွာလူတန်းပေးနာနိုင်ကြတာဖြစ်ပါရီလူများစွာတော့ဆရာတော်ဘုရားကြီးရဲ့အလူလေးကြောင့်ပဲတအားချင်းချင်းခေါ်နေရတာပါဒါပြမှာတော့ရှားမရှားတဲ့လေးစားစရာဆရာတော်ကြီးဖြစ်တစ်ဖက်မှာလည်းကြီးညိုလေးစားနေကြတာလည်းဖြစ်ပါရီပရိသတ်ကြီးလိုလေးစွန့်ရှိတိုင်းစွန့်ကြဲပေးနိုင်ရမယ်ဆိုပြီးတော့လူတန်းပေးနေကြတဲ့ဆရာတော်ကြီးပေါ်မှာအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင် ကမ္ဘာမြေချက်အလွန်ရွေးရှားမှုနဲ့မြန်မာနိုင်ငံကလူတွေသတိထားရအောင်မယ့်ငလင်အန်ရင်အလုံးတွန်အရင်ကအရေးကြီးပြီးတော့သတိထားမယ့်အကြောင်းအရာတစ်ခုပြောပြမှာပါထို့ပြင်တော့အခုချိန်ကမ္ဘာမြေချက်အလွန်ရွေးရှားမှုနဲ့တူမြန်မာနိုင်ငံကလူတွေသတိထားမယ့်ငလင်အန်ရင်အကြောင်းကိုအဓိကပြောပြထားခြင်းပါတယ်ပြီးခဲ့တဲ့ match လောက်28ရက်ကမြန်မာနိုင်ငံအလဲပိုင်းမှာလှုပ်ခတ်သွားခဲ့တဲ့အင်အားပြင်းငလင်ကြီးရဲ့ထိတ်လန့်တုံ့လုံမှုတွေဟာကျမတို့ရဲ့ရင်ထဲမှာဒီကနေ့ထိကိုဆွဲကြံနေတော့မှာပဲ အဲ့နောက်ပိုင်းမှာလည်းမကြခနာဆိုတဲ့လိုငလင်ငယ်လေးတွေနောက်ဆက်တွဲငလင်တွေလှုပ်ခတ်နေတာကိုကျမတို့ကြားသိနေရခံစားနေရပါတယ်။မင်းကညာဆိုရင်ရေကုန်မြို့မှာလှုပ်ခတ်သွားတဲ့ငလင်ဆိုရင်လည်းလူတွေအထက်မြင့်တိုက်တွေပေါ်ကနေအောက်ကိုဆင်းပြရတဲ့အထိတော်တော်များများကိုထိတ်လန့်ခင်းချပါတယ်။ဒီမနက်ငယ်မှာငလင်လေးဒီလောက်လှုပ်ခတ်ရတာကလည်းဒါကိုသိဖို့ကျမတို့ကဘာကြီးရဲ့တိဆောက်ပုံကိုနည်းနည်းလောက်လေ့လာကြည့်ဖို့လိုပါတယ်။ကျမတို့နေထိုင်နေတဲ့ကဘာကြီးရဲ့အပေါ်ရင်လွှာတွေဟာတစ်ဆက်တည်းမဟုတ်ပါဘူး။မြင်းလွှာချက်ကြီးတွေ၊တက်ကနစ်ပလိတ်ဆိုတဲ့ အင်အားမကြောက်တုံးကြီးတွေအများကြီးဖွဲ့စည်းထားပြီးတော့သူတို့ကအောက်ကအေးပြောနေတဲ့ကြောက်ရည်မှုတွေပေါ်မှာပြပြင်းချင်းမျောပန်ရေးရှားနေကြတယ်မြန်မာနိုင်ငံတီနီယာဟာကမ္ဘာပေါ်မှာငလင်အနေအရှိဆုံးနေရာတွေကတခုဖြစ်နေပါတယ်ဒါလို့လည်းကျမတို့နိုင်ငံဟာအင်အားမမြေလွန်ချက်ကြီးနှစ်ခုရဲ့ကြားထဲမှာညက်ပူးညက်ပိတ်ဖြစ်နေလို့မှာအနောက်ဘက်ကအိန္ဒိယဩစတြေးလျမြေလွန်ချက်ကမြောက်ဘက်ကိုဒရဂျန်ကိုတိုးဝင်တိုက်ခတ်နေပြီးရှေ့ဘက်ကနေယူရေးရှားမြေလွန်ချက်ကိုဝင်တိုက်နေတာပါဒီတိုက်ခတ်မှုတွေအချိန်ကြောင့်လည်းကမ္ဘာအမိုးလို့ခေါ်တဲ့ ီမမွန်နာတောင်တန်းကြီးတွေဖြစ်ပေါ်လာခဲ့ရတာပါဒီလိုမြင်လွာချက်ကြီးတွေတိုက်ကြောင်ပုတ်တိုက်ကြတဲ့ခါမှာအင်အားအလုံးကြီးမတဲ့ဖီယားစထရတ်တွေဖြစ်ပေါ်လာပြီးအဲ့ဒီဖီယားတွေကလည်းတစ်စိငလင်ကြောပြက်ကြီးတွေကိုဖလုတ်လိုင်းတွေဖြစ်လာပါတယ်မြန်မာနိုင်ငံဖြတ်တန်းထားတဲ့အထက်ငလင်ကြောပြက်ကြီးကတော့စကိုင်းငလင်ကြောပဲဖြစ်ပါတယ်ဒီစကိုင်းငလင်ကြောကြီးဟာမြန်မာနိုင်ငံမြောက်ဖက်ဆောင်းကနေတောင်ဘက်ဆောင်းပင်လယ်ရင်းထိကိုကီလိုမီတာ1200ကျော်ရွေ့ရှားပြီးတော့နိုင်ငံကိုတချမ်းချမ်းထားတယ်လို့ဖြတ်တန်းထားတာပါစကိုင်းတိုင်းမန္တလေး ပကောရန်ကုန်မြို့အနီးစတဲ့မြို့ကြီးတွေအနားကနေဖြတ်သွားတာပါအခုကမ္ဘာဘူမိပေရာပညာရှင်တွေကဘောင်းဆိုရင်နေကြတဲ့လိုင်းဆိုတော့ကမ္ဘာမြေတော်ချက်ကြီးတွေရဲ့လှုပ်ရှားမှုနှုန်းတွေဟာမကြသေးမီနှစ်တွေအတွင်းမှာပဲပိုပြီးတော့တက်ကြွလာသလိုဖြစ်နေတယ်လို့သုံးသပ်ကြပါတယ်သူပြေတော့ကမ္ဘာငလျင်အများဆုံးလှုပ်ခဲရနေရဖြစ်တဲ့ Pacific Migrant Pacific Ring of the Fire မှာရှိတဲ့နိုင်ငံတွေမှာဖြစ်တဲ့ Philippines Indonesia ဂျပန်တို့မှာငလျင်ကြီးတွေဇာတိုင်လှုပ်ခဲနေရကိုတွေ့ရမှာပါမြန်မာနိုင်ငံဟာဒီမီးခွင်းရဲ့အဆက်မလေးတည်ရှိနေတာဖြစ်ပါတယ် ပညာရှင်တွေရဲ့အဓိကပြောကြားချက်ကစကိုင်းငလင်ချောမှာအင်အားပြင်းငလင်ကြီးတစ်ခုမလောက်ခတ်တာနှစ်ပေါင်းများစွာကြာနေပြီဖြစ်ပြီးတော့ဖီးအားတွေစူးစိနေပြီးအကြီးစားငလင်ကြီး The Best One တစ်ခုလှုပ်ခတ်ဖို့အချိန်အခါတန်နေပြီလို့ခံမှန်းထားကြတာလဲကျွန်တော်တို့အတွက်စသိမ်းထားစရာပါပဲသူပြင်းတော့ရန်ကုန်မြို့လိုလူကြီးတန်းနေချီနေထိုင်ပြီးတော့အထက်မြင့်အဆောက်အုံတွေတောင်ငလင်တန်းခံနိုင်ရှင်းအောင်စနစ်တကျဒီဇိုင်းထုတ်မဆောက်လုပ်ထားတဲ့တိုက်တွေပြီးတော့မြေပေါ်ပေါ်မှာတိဆောက်ထားတဲ့မြို့နယ်တစ်တွေအများကြီးရှိနေတဲ့နေရာမျိုးမှာတောင်အင်အားပြင်းငလင်တစ်ခုလှုပ်ခတ်ခဲ့မယ်ဆိုရင် ခိခိုက်ဒဏ်ရာပျက်စီးမှုတွေကဘယ်လောက်ထိကြီးမားနိုင်တယ်လဲဆိုတာကိုတွေးကြည့်တော့ခက်ခဲလာပါတယ်။ဒါကြောင့်အခုလိုငလင်ငယ်လေးတွေမကြာခဏလှုပ်ခတ်နေတာဟာကျမတို့ကိုသတိပေးခေါလောင်တီးနေရတဲ့တူတူပါပဲ။ငလင်အန်နေဟာငါတို့နဲ့မဝေးဘူးဆိုတဲ့အတန်ကိုအမြဲတမ်းနှလုံးသွင်းထားဖို့လိုပါတယ်။အဲ့လိုပြောနေတာကထိတ်လန့်အောင်ခြောက်လန့်နေတာလုံးဝမဟုတ်ပါဘူး။တဘာဝဘေးရန်ရဲ့ကိုတောင်စီဘိုဂျိုတင်ပြင်ဆင်လှုပ်ဆောင်ထားခြင်းအပြင်ထိခိုက်ဆုံးရှုံးမှုတွေကိုအများကြီးရောချနိုင်ပါတယ်။ကိုယ့်ရဲ့နေအဆောင်ကခန့်ခန့်မှုရှိမှရှိစစ်စေးတာ အရင်မို့ပစ္စည်းတွေပါတဲ့လွှဲ emergency bag အသင့်ပြင်ထားတာငလင်းလောက်လာရင်ဘယ်လိုနေရမလဲဆိုတဲ့အလေးချက်တွေကိုမိသားစုလိုက်လေ့ကျင့်ထားတာမျိုးတွေကသိငယ်ပေမဲ့အသက်ကယ်နိုင်တဲ့ပြင်ဆင်မှုတွေပါပဲပရိသတ်တို့နေငယ်ကရောငလင်းအနေတွေအတွက်ဘလို့ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြပါမလဲကိုနေထိုင်ရာမြို့နယ်ကငလင်းချောင်းနဲ့နီလာဝင်းလာဆိုတာကိုသိရှိထားကြသလားမိမိရဲ့မြင်လေးကိုပြောသွားကြပါဦး င်ရန်ကိုခြားရမေးလိုက်ပြီးဖြစ်ကောင်းဟင်းဝရနဲ့ပတ်သက်တဲ့သတင်းကိုဘယ်တော့မှမဆိုဘူးလို့ပြက်သားစွာပြောလာတဲ့ဝိုင်းစုခိုင်တဲ့အစိုးရဝိုင်းသူခိုင်တဲ့ဟာသူရဲ့ချစ်သူအောင်ဖြစ်တဲ့တရုတ်ဆောင်ဟင်းဝရန်ကိုခြားရမေးလိုက်ပြီးဖြစ်ကြောင်းနဲ့ဟင်းဝရန်နဲ့ပတ်သက်ခဲ့တဲ့သတင်းတပုတ်ကိုဘယ်တော့မှပြန်တည်ဆိုတော့မှမဟုတ်ဘူးလို့ပြက်သားစွာပြောလာပါရီဟုတ်ပါရီပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းအခုချိန်မှာတော့ဆိုတော့ဝိုင်းစုခိုင်တဲ့ရဲ့မတော်တဆဆိုတဲ့တခြင်းဟာပြိသက်တွေကြားမှာအတော်လေးကိုမှအောင်မြင်ပြီးတော့ရေပန်းစားနေတာဖြစ်ပါတယ်။ YouTube မှာဆိုရင်လည်းဒီတခြင်းတဲ့ရဲ့ကြည့်ရှုသူဟာ တန်းနေကြည့်ပြီးတော့ချင်းတို့တင်းမှာမြင့်တက်နေတာဖြစ်ပါရင်ဒါပေမဲ့ဒီသင်းဟာဘာလို့ဒီလောက်တောင်မှလူပြောများပြီးတော့ဝဲစုရတည်းဆိုတော့တချင်းတွဲရှိလာတဲ့ချင်းခါကြောင့်ပါပဲအချို့ပြိတ္တတရားဒီမတော်တဆတချင်းဟာမကြခင်မှာမင်းသမီးဆိုပြီးတဲ့စင်နဲ့လက်ထတော်မဲသူရဲ့ချစ်သူအောင်ဟင်းဝင်ရန်ကိုရည်စူးပြီးတော့ထုတ်လိုက်တဲ့တချင်းလိုထင်ကျေးပေးကြပါရီဟိုးရင်ရဲ့မင်းလာဝဲတဲ့နေထွက်ပေါ်လာတဲ့ချိန်နဲ့အချိန်ကြိုက်တိုက်ဆိုင်စွာထက်ရှိလာတာကြောင့်ပြိတ္တတရားဒီလိုမျိုးတွေးစားခဲ့ကြတာပါဒီလိုထင်ကျေးပေးမှုရမ်းများလာတဲ့ပုံမှာတော့အစိုးရဝိုင်းစုခိုင်တဲ့က ြပြတသားရှင်းလင်းလာခဲ့ပါရီသူမကဒီသင်းဟာသူမရဲ့ချစ်သူဟောင်းနဲ့လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းဒီသင်းကိုထပ်ဖို့ပြင်ဆင်နေတာနည်းနည်းချပြီးတော်တော်ကြီးကြာနေပြီဖြစ်ကြောင်းရှင်းပြလာခဲ့တာပါအခုလုံးချိန်တိုက်ဆိုင်သွားတာကတော့တကယ့်ကိုမတော်တဆဖြစ်သွားတာပါလို့ဆိုပါရီဒါရင်မကားသေးပါဘူးဝိုက်စိတ်ခိုင်တဲ့ဟာပွဲတစ်ခုမှာပြိတက်တွေရှေ့စီးပြင်းပေါ်ကနေသူမရဲ့ခံစားချက်ကိုပြတ်သားစွာပြောခဲ့ပါသေးတယ်။သူမအနေနဲ့ဝိယံကိုကောင်းနေမှာရောစိတ်ထဲမှာလုံးဝမရှိတော့ကြောင်းပြပြတသားပြောခဲ့တာပါ။ ဒီလိုစိတ်ထဲမှာလုံးဝမရှိတော့တာကြောင့်ပဲတစ်ချိန်လုံးကဝိညာဉ်ကိုရည်စူးပြီးသိဆိုခဲ့တယ်လို့ပရိသတ်တွေအားလုံးသိကြတယ်။ရှင်စင်နေမောင်ရဲ့ဆိုတဲ့တခြင်းကိုပရိသတ်တွေကဘလောက်ပဲတောင်းဆိုနေကြပါစေ။သူမဘက်ကဘယ်တော့မှသိဆိုတော့မှာမဟုတ်ဘူးလို့လေတိကျပြတ်သားစွာပြောကြားခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေမမိကြအောင်မယ်ထင်ပါတယ်။အစိုးရဝိုင်းစုခိုင်တဲ့နေတရုတ်စာမင်းသားဝိညာဉ်တို့ကတစ်ချိန်ကရန်ကိုသိချစ်ကြတဲ့ပရိသတ်တွေအားလုံးကလည်းသဘောတူကြတဲ့ချစ်သူဆုံးနေဖြစ်ခဲ့ကြတာပါ။ဂျာဝင်မင်းကဲကြမ္မာရဲ့လိစားမှုကြောင့်လား ချမမောင်မိဘရဲ့သဘောမတူညီမှုကြောင့်လားမသိရပဲနဲ့သူတို့နှစ်ယောက်ကလမ်းခွဲခဲ့ကြတာဖြစ်ပါရင်အဲတော့ကဝိုင်းစုခိုင်တဲ့ရသူ့ရဲ့ခန်းစားချက်တွေကိုချမတွေခဏလေးလောက်ပြေးထွက်ခဲ့ပါလားဆိုတဲ့စာသားလေးပါဝင်နေရုံကျင်တဲ့အမောင်ရဲ့တခြင်းနဲ့ဖွင့်ဟဖော်ပြခဲ့ပြီးဒီတခြင်းအားလည်းပရိသတ်တွေရဲ့ရှင်တွေကိုထိထိမိမိရောက်ရှိခဲ့တာပါလိုပဲဖြစ်ဖြစ်အတိတ်ဟာတိတ်မှပဲကျင်းရခဲ့ပါပြီအခုချိန်မှာတော့ဝိုင်းစုခိုင်တဲ့ရအချင်းအောင်ကိုလုံးဝမေ့ပြစ်လိုက်ပြီးတယောက်တည်းသူ့ရဲ့ဉာဏ်ပညာလုပ်တွေနဲ့တောက်ပနေပြီဖြစ်ပါရင်အရင်ကတည်းကမှပို့ပြီးတော့လာသွေးကျွေးနေလို့ ပရိသတ်တွေဟာသူမရဲ့လာကိုချီးကျူးနေကြတာလည်းဖြစ်ပါရင်ပရိသတ်တို့ဟာရောမတော်တဆသခြင်းတစ်ကိုချိန်နှစ်သက်ရဲ့လားပြီးတော့တစ်ချိန်မှာအရန်ကိုအောင်မြင်ခဲ့တဲ့ယုံကျင်တဲ့မောင်ရဲ့သခြင်းကိုဝိုင်းစုခံတဲ့ကဘယ်တော့မှမဆိုတော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့ပုံမှာဘလို့မျိုးမြင်ကြပါသလဲဒီသခြင်းလေးကိုချိန်နှစ်သက်ခါတိုက်ဆိုင်နေကြမလားဆိုတာကိုမက်မှလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင် အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာအကောင်းနဲ့အကြောင်းရင်းနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်။ဒီရောလောင်းနဲ့ပဲနှုတ်ဆက်ခဲ့ကြပါရစေ။ အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်ရှင်။